ဒီရေကဥရေအတွက်ဟန်ရလူရောနဲ့အဆက်လိုပါပဲနော်ကိုရဲမှာအရင်ကတိုင်လူခန္ဓာထဲမှာရှိနေတဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်အဓိကအားဖြင့်အသားရေအဆက်မြေးမြုံနဲ့ညလုံးတွင်းအဖားဆွေမှာတွေ့ရပါတယ်အဓိကအလုပ်ကတော့ရေကိုထိမ့်သိမ့်ပေးတာအသားရေကို ရေတက်ရှိအောင်ဆူဆူပြီးအေးအေးလေးဖြစ်စေတယ်အဆက်နဲ့အမြေးမြုံတွေကိုချောမွေ့အောင်ထားပေးတာ အယိုးစစ်အစစ်နဲ့လှုပ်ရှားရမှာလွယ်ကူအောင်ကူညီပေးတယ်။အသားရေတောက်ပစေပြီးအရေးအကြောင်းများကိုရှင်းချတယ်။ဒါနဲ့ခုလိုဗီဒီယိုတွေအမြဲတည်းရအောင် like share follow ထားခဲ့တော့ comment မှာ okay လေးမှတ်ပေးပါကျေးဇူးပါ။ ဘာဝအတိုင်းကိုရင်းမှာပါရှိပေမဲ့အသက်ကြီးလာတာနဲ့အမျှကျော်သွားတက်လို့စေဝါအားစေးနဲ့အသားရည်ထင်းပစ္စည်းတွေမှာတဲ့အရာထက်ပိုထိရောက်တဲ့ရုံးမဏီသည်ရေစိမ်ပြီးတပတ်လောက်တောက်ကြည့်ပါတင့်ရဲ့ဇီဝကမဖြစ်စင်အထူးကောင်းမွန်စေမှာပါဒါကဥရေကိုတန့်စင်ပေးနိုင်တဲ့အံ့ဩစရာအစွန်းတတိကိုတင်တိလာရမယ်ပြုလုံနီးလေးကလွယ်ပါတယ်ရုံးမဏီသည်ကိုရေစင်အောင်စေးကြောပါ ရေတန့်ပလင်းဖွင့်ပြီးရုံးမဏီတီထဲကပလင်းဖုံးကိုအလုံးပိတ်ပါရေခဲတက်တာထဲမှာ24နာရီကြာထည့်ထားပါဒါဆိုရင်ရေကပြစ်ချွဲပြီးအည်ရွှမ်းလာမယ်ရှားဆောင်လက်ပတ်ရည်လိုမျိုးအနှစ်သားတွေဖြစ်လာမယ်တောက်ပြီးတဲ့နောက်တစ်ရက်မှာသင်ခန္ဓာကိုယ်အတွက်မျောလိမထားတဲ့အကျိုးအာဏိသင်တွေခံစားရမှာပါသူကြံပြုချက်ကတော့မိန်းကလေးတွေဒါကိုပိုစားတင်တယ်တော့အကျိုးကျေးဇူးအများကြီးရှိလို့ပါ ရန်ကောင်းနယ်စမ်းကြည့်လိုက်ပါဆုံးစီပြီးခွန်အားတန်မာလာစေပါတဲ့မိန်းကလေးများအသားရည်ကိုရေတက်ဖြည့်ပေးပါတဲ့တက်ကြီးရွယ်ဦးများဒူးနာရာအင်အားနေတာဖြစ်ရင် သုံးဆွဲတဲ့နယ်တော့ခုလိုဗီဒီယိုလေးတွေအမြဲတည်းရအောင်แชร์လေးလုပ်ပေးပါကျေးဇူးပါ